တရားရုံးကအမိန့်ရှာပြီးသားကိစ္စတခုကိုအကောင့်တွေဖော်ဖို့အတွက်အုပ်ချုပ်ရေးပိုင်းကလုံခြုံရေးအကြောင်းပြချက်နဲ့ဆိုင်းငံ့ထားလို့ရပါသလားအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍအပြောင်းကြတဲ့အခါမှာနောက်ဆုံးအဖြေကဘာဖြစ်မယ်လို့ထင်ပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါဒီနေ့မှာတော့မြေယာကိစ္စတခုနဲ့ပတ်သက်လို့အုပ်ချုပ်ရေးမှန်တိုင်းနဲ့တရားစီရင်ရေးမှန်တိုင်းကြားကစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းမှုတခုအကြောင်းကိုကျွန်တော်မိတ်ဆွေတွေအတွက်ဥပဒေပုဂ္ဂတအဖြစ်မျှဝေပေးခြင်းပါတယ် ဒါကရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့မြေယာမှုခင်းတစ်ခုအကြောင်းဖြစ်ပါတယ်။မူရင်းစီရင်ထုံးကတော့2018မြန်မာနိုင်ငံတရားစီရင်ထုံးဥအောင်ဝင်းနဲ့ဌာနမူလုံခြုံရေးနဲ့နေဆဲရဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပါရှင့်ရာဇဝတ်အထူးတွေလျှောက်ထားမှုစီရင်ထုံးဖြစ်ပါတယ်။ဇက်လန်ကဒီလိုပါ။လှဲကူးမြို့နယ်ကလီထော်အနောက်ဘက်မှာ15ဧကကျော်ရှိတဲ့မြေကွက်တစ်ကွက်ရှိပါတယ်။မူလပိုင်ရှင်ကတော့ဘိုးကြီးမြတ်တင်ဆိုတဲ့သူပါ။ ။နောက်တော့အဲ့ဒီမျိုးကိုဥအောင်ဝင်းဆိုတဲ့သူကဝယ်လိုက်ပါတယ်။ပြဿနာကအဲ့ဒီမျိုးထဲမှာရှန်ဆောင်အဖြစ်အခမဲ့ထားတဲ့ဥလှထွန်းအောင်ဆိုသူကမဖဲပေးပေးနဲ့ညင်းဆန်ရကနေစတာပါ။ပိုင်ရှင်ကတော့ဖဲခိုင်းပါတယ်။ဒါပေမဲ့သူကမဖဲပါဘူး။ဒါနဲ့တရားမမှုနဲ့ဆွဲလိုက်ပါတယ်။ပိုင်ရှင်ကနိုင်ပါတယ်။2013ခုနှစ်မှာတရားရုံးကပိုင်ရှင်ဥအောင်ဝင်းလက်ထက်ကိုမြေပြန်အပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။အပ်ပြီးတော့တပတ်လောက်အကြာမှာ ဖယ်ပေးလိုက်ရတဲ့ဥလှထုံးအောင်ဆိုတဲ့သူကအဲ့ဒီမိသေးကိုပြန်ဝင်ပြီးတော့ကျူးကျော်နေထိုင်မြန်ပါတယ်။ဒီတော့ပိုင်ရှင်ကရာသက်ကြီးပုံမှလေးလေးခွန်ပိုင်နေကျူးလွန်မှု900လျှောက်ရှင်းချမှုတွေနဲ့ထပ်ပြီးတော့တရားစွဲလိုက်ပါတယ်။နောက်ဆုံးမှာတော့တရားရုံးကဥလှထုံးအောင်ကိုထောင်ဒဏ်မှာရှာမှတ်လိုက်ပါတယ်။ဒီနေရာမှာဥပဒေဘူးသူရအနေနဲ့မှတ်သားစရာတခုရှိပါတယ်။ရာဇဝတ်မှုကျူးလွန်ပြီးဝင်ရောက်နေထိုင်သူကိုဖယ်ရှားပြီးမူလလက်ရှိထသူကိုပြန်လည်နေရာချထားပြီးဖို့ရာဇဝတ်ကျင်းထုံးဥပဒေပုံမှား၅နှစ်နဲ့အရာ တရားရုံးကအမိချမှန်းလို့ရပါတယ်ဒီအမှုမှာလည်းခရိုင်တရားရုံးကပန်ရှင်ဥအောင်ဝင်းကိုမြေပြန်အပ်ပေးဖို့အတွက်အဝင်ရန်ထုတ်ပြီးတော့အမိချမှတ်ခဲ့ပါတယ်တကယ်ပြဿနာကဒီမှာစတာပါတရားရုံးကအဝင်ရန်ထုတ်လိုက်ပါပြီဒီဝင်ရန်ကိုအကောင့်နဲ့ဖော်ဖို့အတွက်မြို့နယ်တရားရုံးကတာဝန်ရှိသူတွေဆင်းတဲ့အခါမှာလုံခြုံရေးလိုလာပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကလူအင်အားနဲ့တားဆီးတာတွေရှိနေလို့ဖြစ်ပါတယ်ဒါနဲ့တရားရုံးကရက်တက်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းကိုလုံခြုံရေးကူညီပေးဖို့တောင်းခံပါတယ် ဒါပေမဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနဲ့နယ်စပ်ရေးရဝန်ကြီးဌာနဘက်ကမပြောလဲဆိုတော့ခဏနေအောင်ဆိုင်းငံ့ထားပါလို့ညွှန်ကြားလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာကျူးကျော်သူရဲ့အမဖြစ်သူကဒီမီနီယာတစိတပိုင်းကိုမြေလွတ်မြေရိုင်းဆိုပြီးတော့ရှောက်ထားစာတင်ထားတာရှိပါတယ်။ဒါကြောင့်အခုချက်ချင်းဖယ်ရှားလိုက်ရင်ရုံးရင်းဆန်ကတ်တွေဖြစ်မယ်။ရဲရွာအေဂျင်တာယာရေးကိုထိခိုက်မယ်ဆိုပြီးတော့2016ခုနှစ်မှာအစိုးရအဖွဲ့အစည်းအဝေးဆွံ့ပြကြတဲ့လုံခြုံရေးပြည်ပကိစ္စကိုဆိုင်းငံ့လိုက်တာပါ။ ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြည့်ပါတရားရုံးကအမင်းကအတီးဖြစ်နေပြီဒါပေမဲ့အုပ်ချုပ်ရေးဘဏ်ကလုံခြုံရေးမပြေလို့အကောင့်တွေဖော်လို့မရဘူးဖြစ်နေပါတယ်တရားရုံးကမြေကိုအပ်ဖို့အတွက်အမင်းချမှတ်ထားပြီးမဲ့တကယ်တမ်းမှာပိုင်ရှင်ကမြေကိုပြန်မရဘဲဖြစ်နေတာအရှင်လေးနဲ့ကြော်ဒီကြားတော့ပါတယ်ဒီတော့ပိုင်ရှင်ဥအောင်ဝင်းကမကျင်တဲ့တော့ပဲပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအာဏာပေးစာကျွန်းတော်ရှောက်ထားလိုက်ပါတယ်သူရဲ့ရှောက်ထားချက်ကအစိုးရရဲ့ဆိုင်ငံထားတဲ့အမင်းကိုပယ်ဖျက်ပြီးဖို့ဖြစ်ပါတယ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဘယ်လိုဆုံးဖြတ်လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှား250နဲ့250လျှောက်ခါခွေအရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဟာတရားစီရင်ရေးကဏ္ဍကိုလေးစားလိုက်နိုင်ရမယ်၊ကူညီရမယ်။တရားရုံးအမိန့်နဲ့အုပ်ချုပ်ရေးအမိန့် WOD ဆက်ညင်ပဲမဖြစ်စေရဘူး။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရဲရွာအေဂျင်ရေးကိုထိန်းသိမ်းရမှာမှန်ပေမဲ့ဥပဒေနဲ့အညီချမှတ်ထားတဲ့တရားရုံးရဲ့အမိန့်ကိုအကောင့်တွေဖော်ရမှာလုံခြုံရေးလိုက်ပါဆောင်ရွက်ပြီးဖို့တာဝန်ရှိတယ်။ အခုလိုဆိုင်ငံထားတာဟာဥပဒေအရဆောင်ရွက်ရမယ့်တာဝန်ကိုပြက်ကွက်တာဖြစ်တယ်လို့သုံးသပ်ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လုံခြုံရေးဆိုင်ငံထားတဲ့ညွှန်ကြားချက်ကိုအာဏာပိစာချုပ်တော်အမိန့်နဲ့ပယ်ဖျက်လိုက်ပါတယ်။အဓိကကတော့တရားစီရင်ရေးကဏ္ဍနဲ့အုပ်ချုပ်ရေးကဏ္ဍဟာညီညွတ်မြတ်တစွာပေါင်းစပ်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။